မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ကဉာဏ်ရည်တု AI နည်းပညာသုံးဖောက်ခွဲရေးဒရုန်းတွေစမ်းသပ်မှုကိုကိုယ်တိုင်ကြီးမှုခဲ့တယ်လို့အစိုးရမီဒီယာက ဖော်ပြပါရယ်ဆက်လက်နဲ့တွင်မှာ AI နည်းပညာထည့်သွင်းပေါင်းစပ်ခြင်းဟာနိုင်ငံရဲ့စစ်ရေးနည်းပညာအဆင့်မြင့်မွမ်းမံမှုတွေမှာဦးစားပေးအဆင့်ထည့်သွင်းဖို့ကောင်ဆောင်ကြီးကင်မြတ်ရွေးချယ်မှုဖြစ်တယ်လို့မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနကမတ်လ29ရက်နေ့မှာရေးသားထားပါရယ်ကင်ကဒရုန်းတွေမှာ AI နဲ့အဝေးထိန်းနည်းပညာတွေထိထိရောက်ရောက်ဖြစ်တင်းဖို့ဟာအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တယ်လို့ညွှန်ကြားခဲ့ကြောင်းသိရတာပါ KCNA ကထုတ်ပြန်တဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတော့ဖောက်ခွဲရေး drone တစ်စီးကတင့်ကားပုံဖန်တီးထားတဲ့ပြစ်မှတ်တုစီစိုက်ဆင်းသွားပြီးပောက်ကွဲသွားတာကိုတွေ့ရပါတယ်ပြီးတော့တာမန်တိုက်လေရင်တစ်စီးထက်ပိုကြီးတဲ့ drone တစ်စီးရှိမှာ Kim ကစစ်တပ်အရာရှိတွေနဲ့အတူစကားပြောရင်းလမ်းလျှောက်နေတဲ့ဓာတ်ပုံကိုလည်း KCNA ကထုတ်ပြခဲ့ပါတယ် မြောက်ကိုရီးယားဟာဖောက်ခွဲရေးဒရုန်းတွေကိုလက်နက်တိုက်ထဲအလုံးအရင်ဖြည့်တင်းနိုင်ဖို့ပိုကြိုးစားလာနေပါတယ်။မြောက်ကိုရီးယားဒရုန်းနည်းပညာလှင်းလင်းမြန်မြန်တိုးတက်လာတာဟာပြီးခဲ့တဲ့နှစ်ကရုရှားနဲ့စစ်ရေးပူးပေါင်းမှုသဘောတူညီချက်ရဲ့ရလဒ်တစ်ခုလို့လည်းယုံကြည်ရပါတယ်။ပြီးတော့ယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားတပ်တွေပါဝင်တိုက်ခိုက်နေခြင်းကလည်းခေတ်သစ်ဒရုန်းစစ်ဆင်ရေးတွေနဲ့ပတ်သက်လို့အရန်အရေးကြီးတဲ့စစ်မြေပြင်အတွေ့အကြုံတွေကိုစုဆောင်းရရှိပြီးသားလည်းဖြစ်လာစေပါရဲ့ရှင်။